ဒီနေ့တော့နုစာပန်ဒီတာဘက်ကိုသွားမယ်ဆိုတော့စောစောထပြီးတော့ guide ကဒီလေစိတ်ကိုလိုက်ပို့တယ်ပေါ့နော် ticket ဖြတ်ပေးပြီးတော့ကိုပတာကိုသွားပေါ့နော်ကိုဘက်မှာ guide ကစောင့်နေတယ်ဆိုပြီးတော့ပဲဒီဘက်လေစိတ်ကိုလိုက်ပို့ပေးတယ်လေကမနက်9:00ခွဲကနေစထွက်တယ်ပေါ့เนาะမကုမ္ပဏီ3-4ခုတော့ရှိတယ်အဲမတူတဲ့ဟိုနာမည်နဲ့ပေါ့เนาะဘုတ်တွေရှိတယ်အဲကိုဖြတ်ထားတဲ့တစ်ကက်ဖြတ်ထားတဲ့လေဘက်ကိုသွား လေရသေးတယ်ထင်ရပေမဲ့အယောက်100 120လောက်ဆက်နေအောက်မှာတယ်မဲ့လူအယောက်100လောက်ရှိတယ်အာလူပေါင်းစုံတဲ့ခါကျလည်းအနက်လည်းနည်းနည်းစုံတယ် foreigner ကြတော့အပေါ်ဘက်မှာစီးကြပြီးတော့မလေးကာနေကြဒီဘက်ကျိုးမော်ရောက်တဲ့ခါကျတော့အဘက်က local guide ကလာကြိုပေးတယ်ကျိုးမော်ကလမ်းတွေကလေပို့လို့တော့ကျင်းသေးတယ်နှစ်စီးဖြတ်ရင်ခါကျရင်ဗတ်မှန်ကြီးကြီးရိုက်တာတွေပါတော့ရှိတယ် ဒီနေ့ကတကယ်ရွာငံဘက်ကရေတကုန်နေသွားတဲ့လမ်းနဲ့တူတယ်မတူတာကဆိုလို့ရှိရင်တော့ဒါပင်လယ်နဲ့ကြောက်ဆောင်နေပေါ့နော်ရှိနေတဲ့ဥစ္စာလေးပေါ့အခုရောက်တဲ့နေရာက Angel Billabong လို့ခေါ်တယ်ဒီနေရာကအလားဓာတ်ပုံကြီးလိုပဲရတယ်ရေလဲစင်ကူးလို့မရဘူးအဲဘာဖြစ်လို့လဲဆိုတော့ သူကကြီးလိုက်လို့ရှိရင်ဟိုရေတိမ်တယ်လို့ထင်ရတယ်ဆိုပေမဲ့လေဒီလှိုင်းကြီးတဲ့ခါကျရင်လှိုင်းကဆွဲချသွားပြီးတော့လူပါပါသွားနိုင်တယ်ပေါ့နော်အဲအကြောင်းမို့အနေရများလို့ပေးမကူဒါပေမဲ့လေဒီအောက်ကိုဆင်းကျင်တဲ့နီးတနီးတော့ရှိတယ်အဲ့ဒါကတော့ဘုတ်ငားတာပဲဘုတ်ငားပြီးတော့ဒီကျွန်းလေးကိုပတ်ပြီးတော့မှသူတို့ကလိုက်ပို့ပေးရပေါ့နော် ဒီမှာတော့ဘုံငားတဲ့သူမတွေ့ဘူးအကုန်လုံးကဒီတိုင်းပဲမှတ်တရတပုံရိုက်အဲ့ဒီတော့အဲ့ဒီနားမှာဘာရှိလဲဆိုတဲ့ဟာကိုပဲလက်ပတ်ကြည့်ပြီးတော့ဓာတ်ပုံရိုက်ပြီးတော့နောက်ထပ်တနေရာကိုထွက်လာခဲ့ကြတယ် ီဘက် Angel Belabong နဲ့ San Jin Ban နေရာက Broken Beach ဆိုတဲ့နေရာရှိတယ်ပေါ့နော်ဒီ Broken Beach ကလည်းဒီ Bali ရောက်ပြီးသွားပြီဆိုလို့ရှိရင်မဖြစ်မနေသွားတဲ့နေရာပေါ့နော် one of the signature place in Bali ပေါ့နော်အဲ့ဒီမှာလဲဒီ tour agency တွေကသူ့နေရာနဲ့သူပေါ့เนาะအပိုင်စားရထားပြီးတော့မှတပုံရိုက်ပေးတဲ့နေရာတွေလည်းရှိတယ် Another one go to the best in ဓဲပုံရိုက်ပေးပြီးပြီဆိုတော့တိုးခိုက်ကငါဒီမှာစောင့်နေမယ်နင်တို့အမှပတ်ပြီးကြည့်ဆိုပြီးတော့မှလှုပ်လိုက်တယ်ဗောနော်အဲ့တော့ကိုတွေလည်းဒီ broken beach ကိုတပတ်ပြည့်အောင်ပတ်ပြီးရှောက်ခဲ့တယ်ဗောနော်လမ်းကြောင်းကအတူတူပဲဆိုတော့မသိရင်ရှေ့ရနှစ်ယောက်ကိုဓဲပုံလိုက်ရိုက်ပေးနေသလိုပဲသူလဲကြောက်ကံပါရဲ့အောက်မှာပေါ့နော်ဒီရေတွေဝင်နေတဲ့နေရာရှိတယ်ပေါ့နော်တောင်ပြင်လေးလိုဖြစ်နေပေမဲ့လည်းအဲ့ဒီမှာဘယ်သူမှအီစင်ကူးခွင့်မရှိဘူးပေါ့နော် ခုနလိုရေကြီးတာနဲ့လိုင်းကြီးတာတွေကြောက်ပေါ့နော်အန်ဒီရရှိရတဲ့ကြောင့်မလို့ပေးမစင်ညာဘူးတပတ်ပြည့်သွားပြီဆိုလို့ရှိရင်တော့ခုနကဒီဝင်တဲ့နေရာပေါ့နော်အဲ့နေရာကိုပဲပြန်ရောက်တယ်အမအေးတွေတောက်လို့ရတယ်မုတ်တွေစားလို့ရတယ်တကယ်ဒီနေရာလေဟိုရွာငံဘက်ကဟိုလေခနန်းကြရေတကုံဘက်ကိုသွားတဲ့လမ်းနဲ့လုံးဝဟိုတူတာ တချို့အဲ့တဲ့ request တောက်ပဲလား view လှတဲ့နေရာကိုကြည့်တဲ့သူတွေပဲလားတော့မသိဘူးပေါ့နော်ဒီခက်ဝေးဝေးရနေမှာဒီ angel bill bomb no broken beach တို့ကိုလမ်းမြင်ရတဲ့နေရာနေမှာလို့တပုံကားရက်ပြီးတော့ပေါ့နော်တပုံရိုက်ပေးတာလေးလည်းတွေ့ရတယ်အခုနေရာကတော့ဘာလီရောက်ပြီဆိုလို့ရှိရင်မသွားမဖြစ်လုံးဝကိုသွားတဲ့နဲ့ kipling beach ဆိုတဲ့နေရာဖြစ်တဲ့အဲ one of the signature တွေမှာလည်းတူပါတယ် ဒီ beach ကကြတော့ဟိုစာဒိုင်နိုဆောပုံစံလေးပေါ့နော်ဖြစ်နေတယ်ဆိုပြီးတော့မှထင်ရှားတာပေါ့နော်အဲ့တော့ဒီဒိုင်နိုဆော background နဲ့ဓာတ်ပုံရိုက်ဖို့အတွက်ဆိုပြီးတော့လူတွေကလုံးဝတန်းစီနေကြတာပေါ့နော်ဒီမှာလဲတိုးကိုက်တွေကသူ့နေရာကိုနေရာဆိုပြီးတော့သတ်မှတ်ထားတဲ့နေရာလေးရှိတယ်အောက်မှာနေပူစာလုံတဲ့သူတွေရှိတယ်ဒီမှာကျတော့အောက်ဆင်းလို့ရတယ်ဓာတ်ပုံကိုတကယ်ပါအလူရက်ကိုရိုက်နေရတာဒီ background လေးပါဖို့အတွက်ကို ကြည်အောင်လူကမီနီဆိုင်ဖြစ်နေပြီအပြစ်လည်းပြောလို့မရဘူးသူ့ပုံစံကိုကြည့်ပြီးတော့လည်းကိုရောပို့ပြီးတနာမိမိတယ်အဲ့တော့ပုံနေတော့အများကြီးမရိုက်ဖြစ်ဘူးသူများတွေကပဲဦးစားပေးလိုက်တယ်လူအရန်များတာနဲ့ဆက်ပြီးသွားလို့မရတော့တာနဲ့ထမင်းစားဖို့ပဲထွက်လာခဲ့ကြတော့တယ်ထမင်းစားပြီးသွားတဲ့ခါကျတော့ Christabel ဆိုရဲဒီကန်းချီကိုရောက်လာရပေါ့နော်အဲ့တော့သူကနင်တို့မှအချိန်နှစ်နာရီရှိတယ်ဆိုပြီးတော့မှကန်းချီမှာထားခဲ့လိုက်တယ် ကန်းကြီးကဧည့်သည်လေးလည်းများတယ်ပြီးတော့ဒီခုံတခုံကိုနှစ်နာရီနှစ်သိန်းဆိုပြီးတော့ပဲငှားအသေးတယ်။အားကြောင့်မချို foreigner တွေကခုံမငှားပဲနဲ့ဟိုးဘက်လူရှင်တဲ့နေရာမှာဟိုဘောအဝတ်တွေခင်းပြီးတော့ပဲသွားနေတာမျိုးရှိတယ်။ဟိုဒီကတော့ပတ်စံပြေးပြီးတော့ပဲဟိုတိုင်းကုန်းယူလိုက်တယ်ပေါ့နော်။ကိုကရေကူးဖို့စိတ်မပါတာရယ်နေပူရောအရင်တောက်လျှောက်ကပူခဲ့တာဆိုတော့လေနေလို့မကောင်းတာနဲ့အဲ့ခုံမှာပဲလှဲအိပ်ပြီးတော့ပဲနေခဲ့လိုက်တော့တယ်။ ဆရာသမားရေဘယ်လောက်ထိကြိုက်လဲဆိုတော့အဲ့နှစ်နာရီဝန်းကျင်လောက်လုံးကိုရေတဲရကိုမထွက်တော့ဒီဘက်နူစာပန်နီတာကျွန်းမှနေခဲ့မယ်ဆိုလို့ရှိရင်တော့ဒီညမှာ AC ချေလို့လို့ရတာပေါ့နော်ကိုတွေကညနေ9နာရီအမီဘုတ်နဲ့ပြန်ရမှာဆိုတဲ့အခါကျတော့ဒီနှစ်နာရီကိုပဲ enjoy လုပ်ခဲ့ရတယ်ပေါ့နော်ခိုးရိုက်တာမတည်သွားဘူးကန်းကြီးကပြန်တက်လာပြီဆိုလို့ရှိရင်ရေချိုးဖို့နေရာဖြေရတယ်တော်တော်တန်းစီရတယ် ူကြာသွားတဲ့ခါကျတော့ညနေ9:00နာရီဘုတ်မမီမှာဆိုလို့ဆိုပြီးတော့အမြန်ပြန်လာခဲ့ရတယ်။ကိုဝယ်ထားတဲ့တစ်ကတ်ကညနေ9:00နာရီနောက်ဆုံးဆိုတဲ့ခါကျတော့ကြံခဲ့ရင်ဒီဘက်ကျော်မှာကွာအိပ်ရမှာပေါ့ကွာ extra fees ဒီဘက်ညထပ်ပေးရမှာဆိုတော့အဲ့တော့9:00နာရီမတိုင်ခင်အမြန်လေးစိတ်ကိုပြေးရတယ်။ ဒီနေရာလေးသဘောကျလို့သူတို့စီမှာလည်းလူကြီးလမ်းကြောင်းရှိတယ်ဆိုလို့ရှိရင်နှစ်လမ်းသွားလမ်းကိုသုံးလမ်းသွားလမ်းဖြစ်အောင်လို့အဲဘေးတွေတကုံကပ်ပြီးတော့ဖယ်ပေးရတယ်အဲ့အလေလမ်းပေါ့နော်ရှင်တဲ့ကားရဲ့နောက်ကနေမိတန်းကားနောက်ကနေမှသူတို့လူကြီးကနောက်ကလိုက်တာအဲ့ဒီလူကြီးလမ်းရှောင်းဆင်းပြီလားဆိုလို့ရှိရင်စိုက်ကယ်တွေကလုံးဝနောက်ကပြေးလိုက်ကြဒီနေ့အတွက်ကတော့ဒီလောက်ပါပဲအကမ်းပြန်ရောက်ပြီးတော့နားခဲ့ကြတယ် ဒီနေ့ကဘတ်စကတ်ဂျူမမရှိတော့ဘူးညနေကျရင်လည်းပြန်မယ်ဆိုတော့မနေ့ပိုင်းမှာအေးစစ်စစ်မှထထပြီးတော့ဒီဟိုတယ်ပေါ်မှာရှိတဲ့ရေကူးကန်မှာရေသွားကူးရယ်ပေါ့နော်ဒီရေဆော့တယ်ပေါ့ဒီကတော့ရေဆော့ပြီးဘိုက်စာလာတော့ဟိုတယ်နားမှာရှိတဲ့ဆိုင်လေးတွေမှာသွားပတ်စာအဲဒီမှာကခီးတိတ်ပဲသွားကြတာဆိုတော့ဒီမြို့ထဲမှာကြတော့လူတော်တော်ရှင်းနေတယ် နေ့ကဂိုက်ကိုမေးထားတာပေါ့နော်မိကန်းချီကိုဘလို့သွားရလဲဆိုတော့ဒီဘက် shopping mall တက်တက်တဲဝင်ပြီးအနောက်ဘက်ကထွက်သွားမယ်ဆိုလို့ရှိရင်ဒီကန်းချီကိုရောက်တယ်တောက်လျှောက်ကကန်းချီပဲဆိုတော့အဲဒါရှာပြီးတော့မှဒီကန်းချီဘက်ကိုလာခဲ့တယ်ဟိုနေ့ညကမောင်မောင်မဲမဲနဲ့သွားတာဆိုတော့ပဝန်းကျင်ကိုမမြင်ရဘူးဒီနေ့ကလင်းလင်းချင်းချင်းနဲ့သွားတာဆိုတော့တော်တော်လှတာ မြင်မြင်တမျဒီမျက်လုံးတောက်လျှောက်ကလေကန်းကြီကြီးပဲပြီးတော့အဲ့အနဲ့ లై ဖတ်ရအောင်မဲ့လှုပ်ထားတာပေါ့နော် tims လေးတွေကပုံလေးတွေဆွဲထားတာတွေသူရဲ့အဆောက်အဦတွေ tims တွေကလေတော်တော်လှရတယ်ဆိုတော့အရင်ကနေလဲ లై ဖတ်နေတော့တကယ်မျက်လုံးပဓာတဖြစ်ရတယ်ပေါ့နော်ကြည်ရတာပြီးတော့ဒီတောက်လျှောက်ကဟိုက public area လေးကိုဖြစ်တဲ့ခါကျတော့လေကိုဘသာအေးအေးဆေးဆေး ဟို chill လုပ်လို့ရတယ် time လားစာအုပ်ဖတ်မလားရေးစင်းကူမလားအကုန်လုပ်လို့ရတယ်ပေါ့နော်မနေ့က2နာရီလောက်တည်းကိုဟိုနှစ်သိန်းပေးပြီးတော့မှငှားခဲ့လိုက်ရတာဟိုတော်တော်နောင်နာရတယ်ဒီနေရာမှာ entrance fee ပေးရတယ်လို့ထင်တာမဟုတ်ဘူးသူတို့ကအဲ့လိုအလက်ဆောင်ပစ္စည်းတွေရောင်းနေ servant boat တင်ခါတဲ့နေရာဖြစ်နေတယ်။လုံးဝလုံးဝ public area free of charge ။မနေ့ကပတ်စံပေးပြီးရှောက်လေလိုက်ရတာကိုတော်တော်လေးနောင်နာရတယ်။ တကယ်တော့နူဆာပန်နီတာညာအိတ်ပြီးတော့မှပေါ့နေမယ်ဆိုရင်ဟိုတယ်နဲ့ view နဲ့ကတော်တော်တန်တယ်အကူကောင်းကိုရီကရောက်ရောက်သွားရောက်ပြန်ဆိုတဲ့ခါကျတော့အရန်ဒီ taste ကိုပေါ့နော်မခံစားလိုက်ရအောင်အဲ့ဆရာသမားကငါတို့အဝတ်စားပြန်သွားယူပြီးတော့ရေလာကူးကြမယ်ဆိုရင်ဟောက်တော့အင်းအောင်အင်းအောင်လုပ်မယ်အဲ့ဒါနဲ့ပဲ view တွေ enjoy လုပ်ပြီးတော့ပဲပြန်လာခဲ့ကြတယ် တကယ်ကအဲ့ဒီမှာဆက်နေလို့ရတယ်ကိုဝယ်လိုက်တဲ့ flight ticket က promotion ကာလမှာဖြစ်တဲ့အခါကျတော့သူကဒီအပြန် schedule ပေါ့နော်ချိန်တွေရွှေ့လို့မရဘူး date တွေရွှေ့လို့မရဘူးလို့ပြောတဲ့အခါကျတော့အနေညနေမှာမဖြစ်မနေပြန်လာခဲ့လိုက်ရတယ်အဲ့တော့ဒီစိတ်မစင်ခင်ထမင်းစား hotel အောက်မှာပဲထမင်းစားပြီးတော့ဒီစိတ်စင်ခဲ့တယ်ပါလီလေးစိတ်ကအဝင်နှုန်းကသူက e-ticket ပေါ့နော်အဲဒါဆိုအင်တာနက်ကနေလမ်းဖြည့်ပေးရတယ်ပြီးတော့ luggage တွေကိုအသေးအတန်ရှားရတယ် ရန်လာဖို့အတွက်ကိုဒုက္ခရောက်ခဲ့ပေမဲ့အပြန်ကြတော့လေရှင်းလင်းပြီးတော့ချောချောချူချူပဲဒီတပေါက်ကဝင်ပြီးဒီတပေါက်ကနေပဲပြတ်ထွက်လို့မခံစားရတယ်။ဒါပေမဲ့ boarding gate တွေကတော့အရန်များတယ်။သူနိုင်ငံတကာလူတွေလာကြတာကိုလေကြောင်းလိုင်းကြီးတယ်ပေါ့နော်။နောက်ဆုံးတော့ Changi လေစိတ်ကို ရောက်ခဲ့လာပါပြီ။အခု transit က12နာရီကြာတယ်။12နာရီကြာတော့ဒီဘက် rain vortex ရှိတယ်ဒါဟို jewel terminal ဘက်ကိုသွားမလို့ပေါ့နော်အဲ့ခါကျတော့ light pressure light pressure တော့တကယ်တော့ तू อ่ะအဲ့ဒီကိုဒီ singapore ရဲ့ဘက်ကိုဝင်ရတယ်ပေါ့နော်ဝင်ပြီးတော့မှအဲ့ဒီ jewel terminal ဘက်ကိုသွားရတာဆိုတော့အဲကိုရီကအချိန်မလောက်လိုက်ဘူးပေါ့နော်တကယ်တော့အဲ့ဘက်ကို transit က9:20လောက်ကြာမယ်ဆိုလို့ရှိရင် ACC ဝင်ထွက်ပြီးသွားလို့ရတယ်ပေါ့နော်ကိုရီကတော့ travel အဆင်မပြေတော့ boring gate နဲ့หนีတဲ့နေရာမှာပဲအိပ်ပြီးတော့စောင့်နေလိုက်တော့တယ် နောက်တစ်ခေါက်သွားမယ်ဆိုတော့ရှိရင်တော့တကယ် explore လုပ်လို့ရတဲ့နေရာတွေကိုတိကျအောင်ရှာပြီးတော့ပဲသွားဖို့စိတ်ကူးမိပါတယ်